အသက်ရှိတဲ့ရင်ကောင်လေးတကောင်လုံးပြကောင်ကျွန်တော်ဖန်ဆင်းရှင်စိန်ခေါ်တာအသက်ရှိတဲ့ရင်ကောင်လေးတကောင်ပဲလုံးပြရင်ကောင်လေးတကောင်လောက်ကိုရှိသမျှအုံနောက်တင်းနဲ့ဖန်ဆင်းပြပါလေရင်ကောင်မဟုတ်ဘူးအခု AI စိုက်ရုပ်တည်းဟာမကြခင်မှာတို့ကိုတို့လူသားလို့ထင်လာလိမ့်မယ်ကျွန်တော်ဖန်ဆင်းရှင်ကဒီကဘာစัจ java လာကြီးမှာရှိတဲ့လူတွေအားလုံး နော်အစ္စလာမ်မှာမဟုတ်လူအလုံးနော်အစ္စလာမ်လည်းပါတယ်ဗုဒ္ဓဘာသာလည်းပါတယ်ခရစ်ယာန်လည်းပါတယ်ဂျူးလည်းပါတယ်ဆိခ်လည်းပါတယ်ဂျင်းဘာသာလည်းပါအကုန်ပါတယ်ဗျာဘာသာတရားအလုံးပါတယ်လူမှန်အကုန်ပါတယ်အဲ့တော့လူတွေအလုံးကိုကျွန်တော်တို့မမြင်ရတဲ့ဂျင်ဆိုတဲ့တ ত্ত্ব ဟာရှိတယ်နော်မီးနဲ့ဖန်ဆင်းလာတဲ့သူတို့နော်ခင်ဗျားတို့ခေါ်မှာတော့ဘယ်လိုခေါ်မလဲကျွန်တော်လည်းမသိဘူးဆိုတော့အဲ့ဂျင်ဆိုတဲ့တ ত্ত্ব ဟာကိုအလုံးကိုလူအလုံးကို ကျွန်တော်ကုရ်အန်ထဲမှာကျွန်တော်ဖန်ဆင်းရှင်ကစိန်ခေါ်ထားတဲ့အချက်တစ်ချက်ရှိတယ်။အုံနောက်နဲ့ပတ်သက်ပြီးတော့စိန်ခေါ်ထားတဲ့အချက်တစ်ချက်ရှိတယ်။အားပါလဲဆိုတော့မင်းတို့လူတွေအားလုံးစုလိုက်။တယောက်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 ခွဲခိုင်းတာမဟုတ်ဘူးနော်။ခွဲပြီးတော့လှုပ်ခိုင်းတာမဟုတ်ဘူး။စုပြီးလို့ဂျင်းနေအားလုံးလည်းစုပြီးလို့မင်းတို့လူတွေရောဂျင်းတွေအကုန်ပေါင်းလိုက်။ပေါင်းမွားရင်နဲ့မလှုပ်ခိုင်းရသေးလား။အသက်ရှိတဲ့ရင်ကောင်လေးတကောင်လှုပ်ပြကောင်ကျွန်တော်ဖန်ဆင်းရှင်စိန်ခေါ်တာအသက်ရှိတဲ့ရင်ကောင်လေးတကောင်ပဲလှုပ်ပြ เนาะလူတွေပါလူလူမျိုးပါမျက်လုံးတွေနှာခေါင်းတွေဟိုပါးစပ်တွေဟိုနားတွေဒီအသေးတွေနှလုံးတွေကြောက်ကတ်တွေအဆုတ်တွေအဲ့လိုမျိုးတွေပြည့်စုံနေတဲ့ခန္ဓာကိုယ်တစ်ခုကိုတော့မပြောသေးဘူးဘာမဟုတ်တဲ့တေးပါတယ်ဆိုတော့ရင်ကောင်လေးတစ်ကောင်လုတ်ပြရတဲ့ဆိုတော့လူတွေရဲ့အုံနောက်ကိုစိန်ခေါ်တာလားအဲ့ဒါစိန်ခေါ်မှုကအကူအတွက်လည်းမဟုတ်အရင်အတွက်လည်းမဟုတ်ဟုတ်ကဘာကြီးပျက်စီးတဲ့နေ့တည်း ကဘာကြီးတစ်ခုလုံးပျက်စီးပြီးတော့လူတွေအားလုံးမျိုးတုံးပျောက်ကွယ်သွားတဲ့နေ့ထိစိန်ခေါ်လာတယ်ဘလောက်ကောင်းနေအောင်တော့လုံဆန်းတိတ်ပံ့ပညာရှင်အကုန်စုလိုက်ရှိကမြလူတွေအကုန်စုလိုက်ချင်းနေအကုန်စုလိုက်အကုန်ပေါင်းလိုက်အသက်ရှိတဲ့ရှင်ကောင်းလေးတစ်ကောင်လုံးပြကုရ်အန်ကစိန်ခေါ်လာတာဖန်ဆင်းရှင်ကစိန်ခေါ်လာတာဆိုတော့ကျွန်တော်ပြောချင်တာလူတွေရဲ့အုံတော်ကအကန့်အသတ်ရှိတယ် တည်လာတိုးတက်တာမှန်တယ်ဒါပေမဲ့အကန့်အသတ်ရှိတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်အားလုံးပဲမင်္ဂလာပါဗျဘာသာကြားတွေနဲ့ဗုဒ္ဓဘာသာတွေအငင်းခုန်လုတ်တဲ့ခါမှာပြိပခါတွေတော်တော်များများဖြစ်ရတဲ့အကြောင်းရင်းဟာသူ့အယူဝါဒကိုယ့်အယူဝါဒအခြေခံအယူဝါဒကိုနားမလည်ကြလို့ဖြစ်တာပါအဲ့တော့ခြားသောဘာသာတွေရဲ့အယူဝါဒကပြောရမယ်ဆိုရင်ဤကိစ္စတသက်တာဝါဒဖြစ်တယ်တချို့တည်မြဲတချို့မတည်မြဲပေါ့အခုမြတ်စွာဘုရားကမြမစာလာတုတ်တန်ထဲမှာ ခေါ်ထားတာရှိပါတယ်။နော်။ဒီလက်ခံပါဠိတော်မြမဇာလာတုံးမှာခေါ်ထားတယ်62ပါးသောမိစ္ဆာဒိဋ္ဌိအယူဝါဒတွေခေါ်ထားတဲ့အထက်မှာအိကိစ္ဆာတတ္တရဝါဒဆိုတာရှိပါတယ်။တချို့တည်မြဲမတချို့မတည်မြဲပေါ့။မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်လို့တချို့ဘာသာတွေကသူတို့ကိုစော်ကားတယ်လို့ထင်လိုက်မယ်။မိစ္ဆာဒိဋ္ဌိဆိုတာအယူမားအမြင်မားပေါ့။အဲ့ဒီအယူမားအမြင်မားကဗုဒ္ဓဘာသာထဲမှာလည်းရှိတယ်အခြားသောဘာသာတွေမှာလည်းရှိတယ်။ ဗုဒ္ဓဘာသာထဲမှာရှိတဲ့အယူမားတွေဆိုရင်လည်းတဘုံတစ်ကောင်းကြီးရှိနေတာပဲဟလာဟိုတနည်းဆိုရင်ကျွန်တော်အဲဒီမောင်ကျော်တို့ပြောတဲ့ကိစ္စတွေငါသူတစ်ပါးယောက်ျားမိန်းမပုံကိုတတ္တဝါမရှိဘူးလို့အယူဝါဒယူရင်မိစ္ဆာဒိဋ္ဌိတန်းကြသွားတယ်အဲ့တော့ဗုဒ္ဓဘာသာရဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒကအလွန်မတန်မတိမ်မွေ့တယ်နက်နဲတယ်ငါမရှိဘူးလို့ပြောလိုက်လို့ရှိရင်လည်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ငါရှိရဲလို့ပြောလိုက်လို့ရှိရင်လည်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ရှိတယ်မရှိဘူးဆိုတဲ့အယူနှစ်ခုကိုပြောရင်ကိုပဲမိစ္ဆာဒိဋ္ဌိဖြစ်တယ်အလွန်မတန်မတိမ်မွေ့တယ်သိနိုင်ခဲ့တယ်မြင်နိုင်ခဲ့တယ် ကိုကိုတိုင်းသိလာတဲ့ခါမှာသူတို့ကသားတွေကိုပြောပြတဲ့ခါမှာလည်းအလွန်တမ်းမှခဲရင်းတယ်ကိုကိုတိုင်းတော့သိနိုင်တယ်ဒါကဒီလိုရှိပါတယ်လို့သိနေသူတို့ကသားကိုပြန်ပြောဖို့ကြတော့စကလုံးရှာမရတဲ့ပြဿနာတွေရှိတယ်ဒါခုတနည်းကလည်းရှင်းပြခဲ့ပြီးသွားပြီနော်ဖြစ်ပေါ်လာတာကိုသိတဲ့ခါမှာဖြစ်ပေါ်လာတဲ့အချိန်မှာရှိချုပ်ပြောက်သွားရင်မရှိတော့အဲ့ဒီသဘောတရားကိုနားလည်လိုက်လို့ရှိရင်မရှိရင်ရှိရင်ဆိုတဲ့အယူအဆပျောက်ဆုံးသွားတယ်အဲ့ဒီသဘောတရားကိုမြင်ဖို့အတွက်မိမိခန္ဓာတွေကိုစောင့်ကြည့်ရတဲ့အလုပ်ဗုဒ္ဓဘာသာကလုပ်ရတယ် တော့ဗုဒ္ဓဘာသာမှာအဲ့ဒီတက္ကရာဒိဋ္ဌိပြုတ်သွားတဲ့ခါမှာအနောက်က62ပါးသောမိစ္ဆာဒိဋ္ဌိကဝင်မလာတော့တာတက္ကရာဒိဋ္ဌိမပြုတ်မချင်းက62ပါးသောမိစ္ဆာဒိဋ္ဌိကအချိန်ချင်းအခါကငုတ်တယ်အကယ်၍ဒီ62ပါးသောမိစ္ဆာဒိဋ္ဌိကိုပြောက်ချင်တယ်ဆိုရင်တက္ကရာဒိဋ္ဌိကလည်းမပြုတ်သေးဘူးဆိုရင်တော့မျက်စွာပြားဟောတဲ့တရားတွေကိုနားလည်လို့ရှိရင်62ပါးသောမိစ္ဆာဒိဋ္ဌိယူရတာမဖြစ်ဘူးဒီသဘောတရားရှိတယ်မျက်စွာပြားကတတ္တဝါလို့ခေါ်လိုက်လို့ရှိရင်ခန္ဓာ၅ပါးနဲ့ခေါ်တယ် ခန္ဓာ၅ပါးလို့ပြောလို့ဆိုရင်ရုပ်အစုဝေးဝေဒနာအစုဝေးတညာအစုဝေးသင်္ခါရအစုဝေးဝိညာဉ်အစုဝေးအစုဝေးလို့ပဲနားလည်ရတယ်အကောင်လို့နားမလည်ရဘူးလက်မခံတာအယူဆအနေနဲ့မစွဲထားဘူးငါဆိုတဲ့အကောင်လေးကဝိညာဉ်ဆိုတဲ့အကောင်လေးကငါဆိုတဲ့အကောင်လေးလို့ယူဆရအဲ့ဒါမိစ္ဆာဒိဋ္ဌိတွေတန်းကြတယ်ဝိညာဉ်နဲ့ခန္ဓာလို့ယူလို့ရှိရင်တိမှုအစုဝေးဉာဏ်ပညာဆိုရင်လည်းဉာဏ်ပညာကဉာဏ်ပညာသဘောပဲဉာဏ်ပညာဖြစ်ခြင်းသဘောရှိတယ်ချုပ်ခြင်းသဘောရှိတယ် စိတ်တွေကလည်းဖြစ်ချင်းသဘောရှိတယ်ချုပ်ချင်းသဘောရှိတယ်အထူးတည်တတ်တဲ့သဘောတွေကလည်းဖြစ်ချင်းသဘောရှိတယ်ချုပ်ချင်းသဘောရှိတယ်ဒီသဘောအလုံးစုဝေးထားတာကဝိညာဏခန္ဓာလို့နားလဲရတယ်အဲ့ဒါဆိုရင်မြတ်စွာဘုရားဟောတဲ့တရားကိုနားလဲတာပဲနားလဲတဲ့ရှင်အနောက်ကမိ62ပါးသောမိစ္ဆာဒိဋ္ဌိတွေမဖြစ်ဘူးအဲ့ဒီ62ပါးသောမိစ္ဆာဒိဋ္ဌိတွေမှာဧကိစ္စတတ္တရဝါဒဆိုတာကတချို့တည်မြဲတချို့မတည်မြဲပေါ့ဖန်ဆင်းရှင်ကြီးကတည်မြဲတယ်ဖန်ဆင်းရှင်ကဖန်ဆင်းလိုက်တဲ့ငါတို့ကမတည်မြဲဘူးအဲ့အဲ့ဒီလိုအယူဝါဒသည်ဧကိစ္စတတ္တရဝါဒဒိဋ္ဌိဖြစ်တယ် ဟုတ်ပြီနော်အဲ့တော့တို့ရဲ့ဘုရားဘာသာမှာကြတော့တီမြဲတယ်မတီမြဲဘူးတွေအဲ့ဒါတွေရှိမနေဘူးအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတွေအကြောင်းဖြစ်တိုင်းမှာအကျိုးဖြစ်တယ်အဲ့ဒီအကျိုးကြောင့်နောက်ထပ်အကြောင်းတွေထပ်ဖြစ်တယ်အဲ့ဒီအကြောင်းကျိုးတန်ရာကြီးကမရက်တန်းလည်နေတယ်အကြောင်းတရားကလည်းချုပ်တတ်တဲ့သဘောရှိတယ်အကျိုးတရားကလည်းချုပ်တတ်တဲ့သဘောအကြောင်းကိုမြည်ပြီးဖြစ်တဲ့အကျိုးတွေကလည်းချုပ်တတ်တဲ့သဘောရှိတယ်ဒါကြောင့်မလို့အကြောင်းအကျိုးဝါဒဖြစ်တာဖြစ်ခြင်းကြောင့်ခုနပြောသလို တစ်ခုကတည်မြဲပြီးတစ်ခုကမတည်မြဲဘူးအကုန်လုံးမတည်မြဲဘူးဟိုကတည်တည်မြဲတယ်အဲ့ဒီလူမျိုးအယူဝါဒမရှိဘူးအရာရာအားလုံးဒီအနိစ္စဖြစ်တယ်ဒုက္ခဖြစ်တယ်အနတ္တဖြစ်တယ်ဖြစ်ခြင်းသဘောတရားရှိတဲ့အရာတွေကချုပ်ခြင်းသဘောတရားရှိတယ်ဖြစ်လာတဲ့အချိန်မှာရှိနေပြီးတော့ချုပ်သွားရင်မရှိတော့ဘူးအဲ့ဒီချုပ်သွားတဲ့အရာတွေကဒီတိုင်းချုပ်သွားတာမဟုတ်အကြောင်းကံတစ်ခုအနေနဲ့ချုပ်သွားပြီးနောက်ထပ်တစ်ခုဖြစ်ဖို့အတွက်သူကအရှိကချုပ်ပြီးရတာဒါကိုမြတ်စွာဘုရားကဘာနဲ့ဥပမာပေးလဲဆိုတော့ ိတ်ကဘာနဲ့တူတယ်လဲစိတ်ဝိညာဉ်မနှောဆိုတဲ့အရာကဘာနဲ့တူတယ်လဲဆိုတော့တောထဲမှာတက်တက်တက်ကိုင်းတက်ကိုင်းနဲ့တက်ကိုင်းကလွှဲလွှဲပြီးတွားနေတယ်မြောက်နဲ့တူတယ်တခုကိုလွှတ်လိုက်တယ်တက်ကိုင်းတက်ကိုင်းကိုကင်ထားတယ်အဲ့ဒီတက်ကိုင်းကိုလွှဲလိုက်ပြီးလွှတ်လိုက်တဲ့အချိန်မှာနောက်တဲ့တက်ကိုင်းတက်ကိုင်းကိုဖမ်းဆုပ်လိုက်တယ်အဲ့ဒီသဘောတရားပဲအဲ့တော့ဒီမှာပြတ်သွားတဲ့အရာတွေကနောက်တဲ့အရာတခုကိုဖမ်းဆုပ်ဖို့အတွက်ပြတ်သွားတာအဲ့ဒီသဘောတရားပဲစိတ်ရဲ့သဘောတရားဒီနေရာမှာပျောက်သွားတယ်ပြတ်သွားတယ်နောက်တဲ့တခုကိုဆွဲလိုက်တယ် အဲ့ဒီပြတ်သွားတဲ့ဆွဲလိုက်တဲ့ကြားထဲမှာလွတ်နေတဲ့အရာလေးရှိအဲ့ဒီအချိန်မှာချုပ်သွားတာကိုမြင်တဲ့အခါကျတော့ဒါကချုပ်လို့ရတယ်ဆိုတော့သိသွားတယ်နောက်ထပ်ဆွဲစရာတက်ကိုင်းမရှိတော့ဘူးဆိုရင်သွားစရာမရှိတော့ဘူးလွတ်သွားပြီအဲ့ဒီသဘောတရားပဲစိတ်ကနောက်ထပ်ထပ်ပြီးတော့ခန္ဓာတွေကိုဆက်ပြီးမဆွဲတော့ဘူးအဲ့တော့ဝิญဉ္ဇဉ်ဆိုတဲ့သဘောတရားကခုနပြောသလိုအစုဝေးလို့မြင်ရတယ် ်ဝေဒနာဆိုတဲ့သဘောတရားကလည်းအစွဝေးလို့မြင်ရတယ်ဒါချမ်းသာတဲ့ဝေဒနာဆင်းရဲတဲ့ဝေဒနာချမ်းသာဆင်းရဲမဟုတ်တဲ့ဝေဒနာဆိုဝေဒနာအစွဝေးလို့မြင်ရတယ်အဲ့ဒီသဘောတရားတွေကိုနားလည်တယ်ဆိုရင်အနောက်ကတချို့တည်မြဲတချို့မတည်မြဲလို့တည်မြဲတဲ့အယူဝါဒလို့တည်ပြီးရင်မြဲတယ်ဆိုရင်အဲ့ဒီမြဲတယ်ဆိုတဲ့အယူဝါဒတွေအကုန်ပျောက်သွားတယ်ဒါကသူတို့ကသာဝါဒနဲ့ကိုဝါဒကိုတိဖို့အရေးကြီးတယ်။အဲဒီတော့ကိုဝါဒကိုစကားပြောတဲ့ခါမှာမြတ်စွာဘုရားရဲ့မူပေါင်းနေရနေပဲစကားပြောရတယ်။ထင်ရမြင်ရပြောလို့မရအောင် ဒါကြောင့်မလို့မိုးပြန်ွာရသမားတွေတချို့တော့ဟလာကြောက်တင်မောတို့ဘာလို့အခုဘာလာကြီးဒီခေါ်ပြောနေတဲ့ line ပေါ်မှာတရားဓမ္မတွေခေါ်ပြောနေတာများသောအားဖြင့်မိစ္ဆာဒိဋ္ဌိတွေခေါ်ပြောနေတာများတယ် တရားဓမ္မတွေမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားတွေမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားကိုဟောခြင်းနဲ့ဆိုရင်ခန္ဓာနဲ့ဟောလို့ရတယ်အာယတနာနဲ့ဟောလို့ရတယ်ဓာတ်နဲ့ဟောလို့ရတယ်သစ္စာနဲ့ဟောလို့ရတယ်ပရိစ္ဆေသမုပ္ပါဒ်နဲ့ဟောလို့ရတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုဟောပြီဆိုရင်လည်းအကြောင်းတရားအကျိုးတရားအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေအကြောင်းတရားကလည်းချုပ်တတ်တယ်အဲ့ဒီအကြောင်းချုပ်ခြင်းကြောင့်ဒီအကျိုးတရားချုပ်တယ်ဆိုတဲ့သဘောတရားကိုပြောနိုင်တဲ့စွမ်းအားတတ္တိရှိရတယ်ဟုတ်ပြီနော်အဲ့ဒီသဘောတရားတွေကိုနားမလည်လို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတွေကိုဗိဓကမူရင်းကိုနားကိုမလဲတာဒါပေမဲ့တချို့တွေကဗိဓကမူရင်းကိုဒါသောအဖြစ် ဒီမိုးပြံဝါရတွေကမျက်စွာပြခေါ်တဲ့ဗီဒကတ်မူရင်းကိုနားမလဲတဲ့ခါကျတော့ဒါကမျက်စွာပြမဟောဘူးဒါကမျက်စွာပြမဟောဘူးဆိုကိုးနားမလဲတာကို့မှာအတိညာဉ်စွာမပြေဝါတာကိုမျက်စွာပြနဲ့ကင်ကင်ပေါက်တာဒါကြောင့်မို့ကျုပ်ကမိမရှာဝါရလို့ပြောတာငါမသိငါမသိဘူးလို့ပြောရတဲ့တတိမရှိဘူးငါမယုံရင်မယုံဘူးလို့ပြောရတဲ့တတိမရှိဘူးအဲ့လိုတတိမရှိပဲနဲ့ဖះမဟုတ်ဘူးဖះမဟုတ်ဘူးဆိုပြီးဖះနဲ့လက်ညှိုးကင်ထိုးတယ်ဗီဒကတ်တော်ကြီးရှိနေရသားနဲ့ဖះမဟုတ်ဘူးကြည့်ပဲပြောတာအဲ့လိုကောင်းသားမျိုးလေအဲ့တော့ဒီနေရာမှာ ဝိညာဉ်ဆိုတဲ့သဘောတရားကတိမှုအစုဝေးဖြစ်တယ်အဲ့ဒီဝိညာဉ်ကမျိုးစေ့ကံအနေနဲ့ဖြစ်လိုက်တဲ့အချိန်မှာဒါဟုတ်တနည်းကလည်းညောင်ညောင်မေနဲ့ညောင်စည်းဥပမာပေးထားပြီးတော့ရင်သူ့မှာဓာတ်တဘာဝတွေရှိတယ်အဲ့ဒီဓာတ်တဘာဝအနုတ္တိယကိန်းနေတဲ့ခုနလောဘဒေါသမောဟဆိုတဲ့ဓာတ်တွေကလည်းကိန်းနေပြီးသား မိစ္ဆာဒိဋ္ဌိကကိမ့်နေပြီးသားအဲ့ဒါတွေကိုဖြုတ်ချပြရဒါကြောင့်စိတ်ကငကိုပင်ကိုစိတ်ကတချို့ကပြောတယ်စိတ်ကိုစိတ်တိုင်းထားစိတ်ကိုစိတ်တိုင်းထားစိတ်ကကြည်လင်နေဆိုတာအဲ့ဒါမိစ္ဆာဒိဋ္ဌိအယူပါတယ်စိတ်ကိုစိတ်တိုင်းထားလို့စိတ်ကမကြည်လင်ဘူးအဲ့ဒီစိတ်မှာအမြဲတမ်းအညစ်အကြေးတွေကပ်နေအဲ့ဒီအညစ်အကြေးကိုဖယ်ထုတ်ပလိုက်မှအဲ့ဒီစိတ်ကကြည်လင်တဲ့စိတ်ဖြစ်သွားတာအဲ့ဒါကဘယ်မှာသိနိုင်လဲဆိုတော့သရုတ်ရဇံလောက်ရောက်မှသိနိုင်တဲ့ကိစ္စတွေသရုတ်ရဇံရောက်လို့ရှိရင်အဲ့ဒီစိတ်ကကြည်လင်သွားတယ်တန့်ရှင်းသွားတယ်ပြိုးပြိုးပြက်ပြက်အယောင်တွေထွက်လာတယ်ဒီကိုယ်လုံးမှာအနှံ့ပြားမှာတည်နေတယ်စိတ်ကဟိုမှာတည်တာလားဒီမှာတည်တာလားမရှိဘူး တကောလုံးအနှံ့ပြားမှာအဲ့ဒီဥပ္ပခဝေဒနာလေးကတည်နေတာကိတ်လီတာအညစ်အကြေးကင်းသွားတာအဝိဇ္ဇာကင်းသွားတဲ့အတွက်အဲ့ဒီစိတ်ကအယောင်နေပြုတ်ပြုတ်ပြက်ပြက်ထွက်လာတယ်အဲ့ဒီတော့မှဟလာအခုဘိဓမ္မာသမားတွေပြောတယ်လက်ဖြစ်တွေ့တွေ့မှာစိတ်ကဂရေတသိန်းလောက်ဖြစ်ပြီးပြတ်သွားတယ်ဆိုတော့အဲ့ဒါကိုယူပြီးပြောတာဒီခန္ဓာတစ်ခုလုံးမှာပြုတ်ပြုတ်ပြက်ပြက်အယောင်နေထွက်ပြီးတော့ဒီစိတ်ကတည်နေတာဖြစ်ချင်းကြောင့်အဲ့တော့ပြုတ်ပြုတ်ပြက်ပြက်အယောင်နေထွက်နေတာကဖြစ်ချင်းပြက်ချင်းသဘောတရားကိုမြင်နေဆိုပြီးတော့ဂရေတသိန်းလောက်ဖြစ်ပြတ်သွားတယ်ဆိုတော့အယူဝါဒကိုစယူတာဒါပဲ တိတ်ထွေထွေထူးထူးဘာမှမရှိဘူးဇရုဒ္ဓဆန်ရောက်ရင်ဒါတွေကမြင်ရတဲ့ကိစ္စတွေနော်အဲ့တော့တချို့ဟာတွေကအဲ့ဒီသဘောတရားကိုနှလုံးသားနဲ့ဆွဲလိုက်လို့ရှိရင်ဒီအိကိစ္စတတရဝါဒတွေဟာလားတတရဒိဋ္ဌိတွေဥစ္စေတာဒိဋ္ဌိတွေအကုန်ပြုတ်သွားတယ်အဲ့ဒီဒိဋ္ဌိတွေပြုတ်ဖို့အတွက်ကိုမြတ်စွာဘုရားဟောတဲ့တရားကိုခန္ဓာ၅ပါးလို့တတဝါလို့ပြညာလိုက်ခန္ဓာ၅ပါးပဲခန္ဓာ၅ပါးရှိနေလို့ရှိရင်တတဝါပဲအဲ့ဒီသဘောတရားကိုဆွဲကြိုင်တာအဲ့ဒီသဘောတရားကိုနားမလည်လို့ရှိရင်ဘလို့မဖြစ်ချင်းလို့မရဘူး ဒါဟိုတနေ့အဲ့ဒါနဲ့ပတ်သက်ပြီးပြောလိုက်ပါအောင်ကျော်မင်းလွင်ဆိုတဲ့ကလေးလေးအောက်မှာဝင်ပြီးတော့ကိုကွန်မတ်ကလေးဝင်ရေးပေးလိုက်တဲ့ခါမှာသူတို့ကသူပြောတဲ့စကားလေးရပါဘောနော်ဖန်ဆင်းရှင်ကပြောတယ်ဘောနော်အလားပြောတယ်ဘောရင်ကောင်လေးတကောင်လောက်ကိုရှိသမျှအုံနောက်တင်းနဲ့ဖန်ဆင်းပြပါတယ်ရင်ကောင်မဟုတ်ဘူးအခု AI စိုက်ရုပ်တရားမကြခင်မှာသူတို့ကိုသူတို့လူသားလို့ထင်လာလိမ့်မယ်အဖြစ်လို့လဲဆိုတော့အဲ့ဒီမှာခန္ဓာ၄ပါးရှိနေတယ်ရုပ်ခန္ဓာလည်းရှိတယ်ဟာလားခံစားမှုသဘောတွေမှတ်သားမှုသဘောတွေသူတို့မှာရှိတယ်ခံစားမှုသဘောတစ်ခုမှရှိသေးဘူးအဲ့ဒီ AI တွေကခန်းစားတက်တဲ့သဘောဝင်လာပြီဆိုရင်အဲ့ဒါဝိညာဏခန္ဓာတီးပြီးလို့လာမှလိုက်အဲ့ဒီကောင်တွေသူတို့ကိုသူတို့လူလို့ထင်လာလိမ့်မယ်နောက်တစ်ခါကျတော့တိဟနာရတုတ်ဆိုတာရှိတယ်မြတ်စွာဘုရားဟောထားတဲ့မူလပဏ္ဏတပါဠိတော်မှာတိဟနာရတုတ်ဆိုတာရှိတယ်အဲ့တိဟနာရတုတ်ထဲမှာမြတ်စွာဘုရားကတတဝါ၄မျိုးကိုဟောတဲ့အခါမှာကိုထင်ရှားဖြစ်တဲ့တတဝါကိုထင်ရှားဖြစ်တဲ့တတဝါနဲ့တဲ့ငရဲသားတဲ့တချို့သောလူလို့သတ်မှတ်ထားတယ်တချို့သောလူတွေကကိုထင်ရှားဖြစ်တယ်ဒါတော့ကဘာဦးလူတွေကိုပြောတာပါကိုထင်ရှားဖြစ်တဲ့လူဆိုတာဒါပေမဲ့ ကိုထင်ရှားဖြစ်ဖို့အတွက်ကအခြေခံနိဒာနာနိဒာနာမဟာနိဒာနာတုတ်ရလေနိုင်ရုပ်ကြောင့်ဝิญဉ်ဖြစ်တယ်ဝิญဉ်ကြောင့်နိုင်ရုပ်ဖြစ်တယ်လို့ဟောထားတာဖြစ်ခြင်းကြောင့်အပြန်အလှန်မှီတင်းပြီးတော့မှတတဝါဖြစ်လာတယ်လို့ဟောဟောထားတာဖြစ်ခြင်းကြောင့်အဲ့ဒီ AI ဆက်ရုပ်ဒီမှာနန်တရားကိန်းနေတယ်မှတ်သားတတ်တဲ့သဘောဒီပြန်လည်ခုနေဖြစ်တယ်အဲ့ဒီကောင်းနေအကုန်လုံးဒီခန်းစားတတ်တဲ့သဘောဒီလိန်ညာတတ်တဲ့သဘောဒီဖြစ်လာပြီအဲ့ဒါဝิญဉ်တေချာပေါက်ကိန်းပြီဘလို့ကိန်းနိုင်လဲလို့မေးလို့ရှိရင် လူတွေတော်တော်များများကဆွဲလန်းလာလိမ့်မယ်အဲ့ဆွဲလန်းတဲ့ကောင်တွေတေလို့ရှိရင်အဲ့ဒီကောင်ကိုသွားပြီးကိန်းလိမ့်မယ်အဲ့ဒီကောင်တွေတေကြပါကိုကိုကိုလူလို့ထင်လာလိမ့်မယ်တတ္တဝါဖြစ်လာလိမ့်မယ်ဟုတ်ပြီနော်